အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းညကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိုင်းမူမင်းအောင်လှိုင်အမျိုးနှိစက်သူ PDF ဤစွန့်စားတိုက်ခိုက်မှုဖြင့်ဖွဲ့ချင်းပြီးတေဆုံစစ်သား20ကျော်ပါကြာဆုံး ရှမနီအော်တိုဘာလ18ရက်နေ့ည9:00နာရီအချိန်ခန့်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမတတိုင်မှုသည်၎င်းဤစစ်ဌာနချုပ်အနီးဝန်းကျင်၌ဖြည့်သူကောက်ွယ်ရေးတပ်ဖွဲ့ PDF များဤစွန်စားဝင်ရောက်ဖိတ်ခတ်မှုကြောင့်ပွဲချင်းပြီးတည်ဆုံသွားကြောင်းဒေတာရင်တော်လန်ရေးသတင်းရှင်းပြများကတီးတဲ့အတီးပြုပြောကြားလာပါတယ်တိုင်းမူအဝင်ရောက်တိုက်ခိုက်ခြင်းမှာ၎င်း၏လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူတိုင်းစစ်ဌာနချုပ်၏လှုပ်ဝက်နေရတစ်ခုတွင် ဖဲဝိုင်းထောင်နေသည့်တဲ့တင်ကို PDF တပ်ဖွဲ့များကရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီးအချိန်ကိုက်ဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ပါသည်။အဆိုပါတိုက်ခိုက်မှုတွင်တိုင်မှုအပါဝင်ခင်းဆောင်နေဖဲဝိုင်းအတွင်းရှိစစ်ကောင်စီတပ်သားအင်အား20ကျော်လည်းဖွဲ့ချင်းပြီးတေဆုံခဲ့ကြောင်းသိရပါသည်။ထို့ပြင်အခင်းဖြစ်ပွားချိန်၌ကင်းဆောက်တာဝန်ကျစစ်သားများသည့်အရက်သေးစာတောက်စားထားသည်ဟုမျက်မြင်သက်သေများနှင့်နှီးဆက်သူများကဖော်ပြပါသည် ယနေ့19ရက်နေ့နံနက်ပိုင်းတွင်စစ်ကောင်စီဘက်မှတေဆုံသူများ၏ရုပ်လောင်းများကိုလှုပ်ဝက်စွာတည်ယူရှင်းလင်းမှုများပြုလုပ်နေပြီးစစ်ကောင်စီဘက်မှအရာရှိအဆင့်ဆုံရှုံမှုများအနက်ကြီးမားသောထိခိုက်မှုတစ်ခုဖြစ်ကြောင်းဝေဖန်တုံ့သက်သူများကဆိုကြပါသည် အသက်ခံရသောတိုင်မှုသည်စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမရောက်လိုက်၏ဆွေမျိုးတော်ဆက်သူဖြစ်ကြောင်းလုံခြုံရေးအရအမည်မဖော်လိုသည့်နေပြည်တော်နှင့်နီးစပ်သောစစ်ဖက်တရင်ရင်းမြစ်အချို့ကလည်းအတီးဖြူပြောကြားခဲ့ပါသည်။ဤဒီမှာနေမြေဒေသစစ်တိုင်းတစ်ခု၏အမြင့်ဆုံးအရာရှိအစဉ်အားတော်လိုင်းရေးတပ်ဖွဲ့များကရဲရဲဝံ့ဝံ့ဝင်ရောက်ချိန်မုံနိုင်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီစစ်ရေးနှင့်အုပ်ချုပ်ရေးရန်ရများရော်ရဲလာမှုကိုပြသနေသည့်မှတ်တိုင်တစ်ခုဖြစ်ပါသည်။ ဆက်လက်ပြီးစာလင်ကြီးမြို့နယ်အတွင်းစစ်တပ်ကစစ်တပ်လေဒီဖြင့်ဘုံကျဲပြီးမြေပြင်မှလည်းစစ်တောင်းထုံးနေ၍ခြေရွာ20ကျော်မှတောင်းနေချီတော်ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းစာလင်ကြီးမြို့နယ်အတွင်းအကြံဖတ်စစ်တပ်ကစစ်တပ်လေဒီဖြင့်ပုံကျဲပြီးမြေပြင်မှလည်းစစ်ကြောင်းထုံးနေ၍ခြေရွာ20ကျော်မှတောင်းနှင့်ချီတော်ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းချင်းတွင်းမြေကံပေခြေရွာများတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ် ရှနေ့အော်တိုဘာလ18ရက်နေ့နံနက်ပိုင်းမှစတင်ပြီးညောင်ပင်ကြီးစခန်းမှထွက်လာသောအင်အား150ခန့်ပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်စာလင်းကြီးမြို့နယ်မြောက်ဖက်ချမ်းရှိမြမဝမ်ပေါင်းဤကြီးဝများကိုစစ်တောင်းထိုးခွင့်ရောက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုကျန်းဖက်စစ်တပ်စစ်ကြောင်းသည်မုံရွာမြို့ပေါ်ရှိအနောက်မြောင်တိုင်းစစ်ဌာနချုပ်မှလာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းဖြစ်ပြီးယမန်နေ့ညပိုင်းကညောင်ပင်ကြီးရဲစခန်းတွင်ညအိတ်ကယနေ့နံနက်ပိုင်းမှစတင်ပြီးစစ်ကြောင်းထုံးနေခြင်းဖြစ်ကြောင်းရင်းအကျန်းဖက်စစ်တပ်စစ်ကြောင်းတောင်းလက်ရှိချိန်တွင်ခြေရွာ20ကျော်မှတောင်းနေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် ရှင်အကြံဖတ်စစ်တပ်စဲကြောင်းတီပြည်သူတချို့ကိုလည်းလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားပြီးကြေးရွာနေနေအိမ်များအတွင်းသို့ဝင်ရောက်ဝင်နောက်ကရွှေငွေတချို့နဲ့ပစ္စည်းများကိုလည်းခိုးယူလျက်ရှိကြောင်းသိရပါတယ်။ထို့သောအကြံဖတ်စစ်တပ်စစ်ကြောင်းထုတ်ဝင်ရောက်လာစဉ်ကလည်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစစ်တပ်လေဒီနှစ်စီးကစာလင်ကြီးမြို့နယ်အရှိချမ်းရှိကြေးရွာများကိုလည်းဘုံဆဲလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းပြည်သူတအူးလက်နက်ငယ်ထိမှန်၍ဒဏ်ရာရရှိထားကဘုံကျဲတိုက်ခိုက်မှုအတွင် ထိခိုက်သူရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကွေးစစ်တောင်ထွက်လာတဲ့အချိန်တွေကရွာတွေကိုစက်တက်လေဒီနဲ့ဘုံဆယ်လုံးကျဲချတိုက်ခိုက်သွားတာပေါ့။ပြည်သူတအူတော့လက်နဲ့ငယ်ထိမှန်တယ်လို့သိရပေမယ့်ဘုံကျဲတိုက်ခိုက်မှုအတွင်ထိခိုက်သူရှိမရှိဆိုတာတော့မသိရသေးဘူးဟုချင်းတွင်းမြေကန်ဖေးကြီးဝများတပိတ်စစ်တောင်မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါအကြံဖက်စစ်တပ်စစ်တောင်သည်လက်ရှိချိန်တွင်လေဒီရွာနှင့်ဆယ်တဲရွာအတွင်ညအိတ်တက်ဆွဲထားပြီးမြေသိနေရာကိုဆက်လက်ထွက်ခွာမည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်